အရင်ချက်ပလာ261မှာပြန်ကန်ထွက်လာခဲ့တဲ့ဘောလုံးချီတိုနဲ့ကပတိန်အမေရိကလူယူကြတဲ့အခါကပတိန်အမေရိကအနိုင်ရရှိခဲ့ပြီးဘောလုံးကခူရိုနာစီကိုရရှိသွားခဲ့ပါတယ်တစ်ဖက်မှာလည်းအီဆာကီးကခိုင်ဇာဝါမြင့်နိုင်ခဲ့ပြီးခိုင်ဇာရဲ့အတင်းပေါ်လွှမ်းမိုးမှုကလုံးဝပြိုကွဲသွားခဲ့ပြီးခိုင်ဇာရဲ့ကစားပုံတွေကလည်းလုံးဝပြိုကွဲပြက်စီးနေပါပြီနောက်ပြီးတော့သူ့ဒီထက်ဒေါ်လာထွက်အောင်လုပ်နိုင်မယ်ဆိုရင်ခိုင်ဇာရဲ့လှရှားပုံတွေကခမန်းရတာပုံမလေးကူသွားမှဖြစ်ပြီးအဲ့ဒီအာသာချက်ကို Hiyori Kurunano နဲ့ချိန်ဆက်ပြီးတေချာဆော့ကစားနိုင်ခဲ့မယ်ဆိုရင်အီဆာကီးကတေချာပေါက်တရာခိုင်နှုတ်နိုင်မှာပါ ဲအခုငောက်ဖြောပြပြီးစမ်းဘေးကငောက်ဖြက်စီးကြည့်နေတာမဟုတ်ဘူးလားတောက်လူပြက်လေးအစ္စာကြီးရဲ့အကြည့်တွေဟာတစ်ချိန်တော့ခိုင်စာခံစားခဲ့ရတယ်သူ့အဖေနဲ့ရှိနေခဲ့တော့လို့မနှိမ့်မြို့စရာနာကျင်စရာခံစားချက်ကိုပြန်လဲအမတ်ရစေပြီးမင်းနိုင်ပြီလို့ထင်ထားခဲ့ပေမဲ့အစ္စာကြီးရွေးချီကြောင်ပြန်လဲပေါ်လာခဲ့ပါတယ်ထပ်ပြီးတော့အစ္စာကြီးကြောင်ပဲခိုင်စာရဲ့တည်ရှိမှုဟာပြုတ်ခွဲဖို့အတွက်ချင်းချောင်းခံရရဖြစ်တဲ့အတွက်ကြောင့်အစ္စာကြီးကိုနိုင်ယူဖို့ကြော်တက်ဖို့လူနေခဲ့ပါပြီအဲ့လိုမျိုးခိုင်စာကသွေးနေတော့မှပဲနက်စ်ကခိုင်စာကိုစိတ်အေးထားဖို့ပွဲတိုင်းမှာဂိုးတင်ခဲ့တဲ့အတွက် ဒါရီရဲကနေကလမ်းမှုကောင်းကောင်းရထားရင်မလို့နေတဲ့အစ်စ်ကိုအတုံးချဖို့ဆိုရင်အခွင့်ကောင်းအောင်စောင့်ခိုင်းပြီးခိုင်စာရဲ့ဘက်မှာသူရှိသေးရဲ့လို့နက်စ်ကပြောပါတယ်နက်စ်ရဲ့ဖြောင်းဖြောင်းမှုတွေအောက်မှာစိတ်အေးသွားခဲ့တဲ့ခိုင်စာကဆိုယူဒီလေပြောနေရလားဒီဘွဲကိုရှုံးသွားမယ်ဆိုရင်အလုံးကပြောက်ခွေသွားမှာတကဘာလုံးကဒီဘွဲကိုစောင့်ကြည့်နေတဲ့အတွက်အီစာကီကိုသာရှုံးသွားခဲ့မယ်ဆိုရင်အလေရီရဲကကလမ်းမှု ဒီအတင်းမှာဘယင်ဖြစ်နေရတဲ့ခံစားချက်နာရရှိခဲ့တဲ့မြတ်အားလုံးဟာဒီစားကြီးကိုသာရှုံးသွားခဲ့မယ်ဆိုရင်အဲ့လိုမနှမျိုးစရာနေရာကြီးကိုပြန်သွားရမှာကြောက်နေတယ်ဆိုတော့ခိုက်စားကသူ့ကိုယ်သူတတိထားမိခဲ့ပါတယ်အဲ့လိုငရေသေးမျိုးကိုပြန်သွားရမှာခရအားလုံးဆုံးရှုံးမှာကိုခိုက်စားကကြောက်နေခဲ့ပြီကြော်ကြမှုဂုံကြော်မှုတွေကိုခိုက်စားကရရှိခဲ့ပြီးတော့ ူ့ကိုယ်သူလူလို့ခံစားရကမှဣစာကီကြောင့်အားလုံးဆုံးရှုံးမအောင်ကြောက်နေခဲ့ပါတယ်။အောင်မြင်နေတဲ့လူတယောက်ကိုတင်းစင်နန်းနဲ့တင်ကန်းစာမျိုးဖြစ်ပြီးအခုချိန်မှာခိုင်စားသူလူချင်းတဲ့အရာကိုရအောင်ယူဖို့စောနေတာမဟုတ်ပဲမရှုံးဖို့အတွက်ပဲစောနေတာပါ။တိုက်ခိုက်ဖို့အတွက်ရွေးချယ်ခဲ့တယ်။နိုင်မေဆိုရလည်းတည်တယ်။ပလင်ပေါ်မှာတတောင်တတာနဲ့ထိုင်နေခဲ့ပြီးအမြင့်အောင်ထပ်ပြီးတော့တားရမယ့်အစားလက်ရှိနေရာမှာပဲသူ့ရဲ့အောင်မြင်မှုကိုဆက်ပြီးတော့ထိန်းသိမ်းထားခဲ့ပြီးမလုံကောင်းနဲ့လာတာနေခဲ့ပါတယ်။ဒါပေမဲ့ခိုင်စာရှိနေခဲ့တဲ့နေရာကသူ့ကိုကမ္ဘာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့နေရာမဟုတ်ပါဘူး။ အဲ့ဒါကိုလေအခုခိုင်စာနားလိုက်သွားခဲ့ပြီသူ့ရဲ့အောင်မြင်မှုတွေကိုဆက်လက်ကာကွယ်တာသူ့ကိုဆက်ပြီးတော့သူ့တက်စီမှာမဟုတ်တော့ပါဘူးအဲ့ဒါကြောင့်မို့ခိုင်စာလူတယောက်လိုခံစားခဲ့ရတဲ့ပျော်ရွှင်မှုဂုဏ်နေနိုင်ရရှိခဲ့တဲ့မြအရာအလုံးခိုင်စာဆုလွတ်လိုက်ပြီးတုံညာဆိုတဲ့ဘဝကနေပြန်ဆပြီးတော့သူ့အလိုချင်ဆုံးသူ့မိဘတွေပေးခဲ့တဲ့အရာမဟုတ်တဲ့သူ့ပရမဆုံးလိုချင်တဲ့အရာအဲ့ဒီအတားရဲ့မူလအစကတော့အီစာကြီးရွေးချီပဲဖြစ်ပြီးအီစာကြီးကိုဖျက်ဆီးဖို့အတွက်ခိုင်စာလာနေခဲ့ပါပြီလှုပ်ရှားပုံတွေကလည်းပြောင်းလဲသွားခဲ့ပြီးကိုရိုနာအီစာကြီးတွဲလုံးကတော့အရှင်မြင့်လိုက်ရင်းနဲ့ တပတ်အတင်းနောက်တန်းကိုထိုးပါဖို့လုံနေတုံးမှာအတင်းရဲ့အဓိကဖြစ်နေခဲ့တဲ့အီဆာဂီကိုခါရာဆူကတားဖို့လုံပါတယ်အီဆာဂီရဲ့ထူကန်ဝော်လီကန်ချက်ကိုကြောက်နေခဲ့တာဖြစ်ပြီးမကန်နိုင်ခင်မှာတားဖို့လုံနေခဲ့တာပါအီဆာဂီခံမှန်းထားသလိုအားလုံးကသူ့အပေါ်မှာဒတိကြီးကြီးထားနေခဲ့ကြပြီးအီဆာဂီကခရိုနာကိုဘလုံးပေးလိုက်ပါတယ်ခရိုနာပြန်ပေးလိုက်တဲ့ဘလုံးကိုအီဆာဂီကရှောင်လိုက်ပြီးဟီယိုရီအတွက်လူပေးဖို့အခွင့်ရေးဖန်တီးပေးလိုက်ပါတယ်ယူရီစီမြောက်ကမှာဘလုံးကခိုင်စာဖြတ်လို့ရခံလိုက်ရပြီးပြောင်းလဲသွားခဲ့တဲ့ခိုင်စာရဲ့လှုပ်ရှားပုံတွေက ။ဣဇာကြီးအပေါ်မှာဆွဲမထားတော့ပဲကစားသမားတွေရဲ့လှုပ်ရှားပုံတွေကိုနှောက်ရှက်ဖို့လုပ်နေပြီးတင်းငိမ့်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ခဲ့တာပါ။ Nets ကလည်းလွတ်နေခဲ့တာမလို့သူနဲ့တွဲကစားလို့ရတယ်ဆိုပေမဲ့အဲ့ဣဇာ Righty ဝဲပေးလိုက်ပါတယ်။ဣဇာကြီးကလည်းခိုင်ဇာ Righty ကိုပေးလိုက်တာကိုမယုံနိုင်ဖြစ်နေခဲ့ပြီးခိုင်သားရဲ့စိတ်ထဲမှာတော့သူအမြင့်ကိုတတ်ဖို့အတွက်ဆိုရင်သူ့ကိုတွေ့ကပ်နေခဲ့တဲ့အရာအလုံးဆွတ်လွတ်ပြီးဘာကောင်မှမဟုတ်ခဲ့တဲ့ဘောကအရန်ကိုရှင်းတန်းကျင်နေခဲ့တဲ့ဒုံကြဘောကိုပြန်သွားပြီး right ကြီးကိုလည်းဘောလုံးကိုခက်ခက်ရဲရဲတောင်းနေခဲ့ပါတယ် ဒါကြောင့်မလို့ရိုက်ချီကလည်းជីជីပြပြပဲပေးလိုက်ပြီးအီစာကေးကလည်းသူ့ပေါ်မှာဆွဲလန်းမှုမရှိတော့တဲ့ခိုင်စာအရာအလုံးစွန့်လွတ်လိုက်ပြီဆိုတာအီစာကေးကနားလိုက်သွားခဲ့ပါတယ်တဖက်မှာဘောလုံးဆွဲပြီးတော့ပြင်းနေခဲ့တဲ့ခိုင်စာကိုရင်းကအသားအရာလေးဖျက်လုသွားခဲ့ပြီးတော့ဆွဲပြေးသွားတဲ့အခါရိုက်ချီကတော့တိတ်ပြီးတော့ကျင်းနဲ့မနေခဲ့ပါဘူးတဖက်မှာလည်းခိုင်စာတခုခုကိုနားလိုက်သွားခဲ့ပြီးအောင်မြင်တိုးတက်ဖို့အသက်ဆိုရင်အစာပိုင်းတုံးအားလောင်းနဲ့မရပဲအောင်မြင်ထားတာထက်ဆက်ပြီးတော့လိုချင်တဲ့သူတွေကိုလောဘကြီးတဲ့သူတွေလို့ခေါ်ပါတယ်ဒါကတော့ခိုင်စာရဲ့ပြတ်သုံးခြင်းနဲ့ပြန်လည်တိဆောက်ခြင်းတို့ရဲ့အလဲအပြောင်းဖြစ်ပြီး ူ့ရဲ့ဂုံကိုကာကွယ်ဖို့အတွက်ခွန်အားတွေကိုအသုံးမချပဲပြောင်းလဲဖို့အရာအလုံးကိုစိုးလို့ရမယ်ဆိုတဲ့အတွေ့အကြုံအီစာကီယိုအီချီကြောင့်စဉ်းစားနိုင်ခဲ့ပြီးသူ့ရဲ့လွတ်လပ်မှုကိုလူယူသွားခဲ့တဲ့အတွက်လည်းခိုင်စားကျေးဇူးတင်လိုက်ပါတယ်တစ်ဖက်မှာလည်းရင်စီယာဘောလုံးကိုရိုက်ချီနဲ့ကိုရိုနာတို့ကညှက်လို့နိုင်ခဲ့ပြီးကစားပွဲရဲ့အခြေအနေကဗျံမရဖြစ်လို့နေခဲ့ပါတယ်ရှီတိုကအကက်ခံထားတဲ့အတွက်ကြောင့် PG အတင်းကအချင်းကျက်တဲ့ရောက်နေတဲ့အချိန်မှာအီစာကီယိုအီချီကညံလင်းပွင့်သွားပြီးခိုင်စားကလည်းနားလည်ရခက်လာတဲ့အတွက်ကြောင့်ခမန်းကပုံမှုခက်ခဲလာခဲ့ပါတယ် ။ဣစာကြီးကတော့သူ့ရဲ့ထူးကန်းပေါ်လီကန်လို့ရမယ်။အလဲဘိုးမှာရှိနေခဲ့တဲ့အတွက်ကြောင့်ခိုင်စာကိုဒုတိယတိုက်စစ်မှုအဖြစ်ထားလာတဲ့အချိန်မှာဟီရီရောကသူ့ရဲ့လက်ရှိပုံစံကိုအခြေခံထားပြီးဣစာကြီးလွတ်လွတ်လပ်လပ်ကိုသိနိုင်အောင်ကူညီပေးမှာပါ။ခိုင်စာအခုချိန်မှာဆိုရင်တော့ Nets အပြင်တခြားကစားသမားတွေကိုလည်းလူပေးနေတဲ့အတွက်ကြောင့်ပို့ပြီးတော့တားအခက်လာခဲ့ပြီးဣစာကြီးရဲ့ထူးကန်းနဲ့ခိုင်စာအင်းမက်ဆိုတဲ့လက်နက်ကြီးနှစ်ခုကဘက်ဆက်မှန်ချင်းအသေးဘက်မှာရှိနေခဲ့ပါတယ်။ဒါကတော့သူ့ရဲ့ပြတ်သုံးခြင်းကိုစတင်ခဲ့ပြီးပထမအဦးဆုံးအနေနဲ့ခမန်းမှုတွေ ဗျမ်းမရာရဲ့ကြားမှာခီယိုရာဂျင်ကစိတ်အေးနဲ့သူ့ကိုယ်သူတောက်ပို့အတွက်ဘယ်ဘက်ကိုရွေးရမလဲဆိုပြီးစဉ်းစားနေပါတယ်ခီယိုရာကအခန့်အသားကြီးကြားမှာရက်တိဖို့အတွက်အမြဲတမ်းကံပါလာခဲ့တာဖြစ်ပါတယ် ထမအောင်ဆုံးအဟန့်သားကတော့သူ့အမေဘိုက်ထဲမှာရှိနေတဲ့အချိန်ဖြစ်ပြီးမိခင်ဖြစ်သူကအပြင်းထန်ဖျားနာနေခဲ့တဲ့အတွက်ကြောင့်ခီရာရဲ့အသက်ရှင်နိုင်နှုန်းဆရာဝန်တွေက50 50ဆိုပြီးခံမှန်းခဲ့ပါတယ်။ဒါပေမဲ့ခီရာကတော့တတမမာနဲ့မွေးဖွားလာခဲ့ပြီးအနေအေးတဲ့အကူနဲ့စိတ်ဆက်တဲ့ညီတို့ရဲ့ကြားမှာခဏခဏဝင်ပါရတတ်ပြီးငယ်လေးကလေးကဘ ᱹ ဘပိုင်သူ့အတွက်အခွင့်ကောင်းရမလဲဆိုပြီးအမြဲတမ်းသွေးနေတတ်ပါတယ်။ဘယ်အသွေးရမယ်ရေးရေးသူရွေးတဲ့အသေးကနိုင်အောင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ခီရာကအသက်ရှင်ခဲ့ပြီးအခု blue lock မှာလဲ အဲ့ဒီပုံစံနဲ့ပဲအခက်ခဲတွေတိုက်ပွဲတွေကြားမှာခီရာအသက်ရှင်ခဲ့ပါတယ်အခုလဲအဲ့ဒီကံကြမ္မာကြားရောက်လာပြန်ပါပြီပထမအဆုံးနဲ့နောက်ဆုံးအခွင့်အရေးအနေနဲ့အီစာဂီလာခိုက်စားလာအဲ့လိုတေးရှင်အခြေအနေမျိုးမှာခီရာကသူ့ရဲ့ဗီဇအတိုင်းလှူရှားခဲ့ပါတယ်တစ်ဖက်မှာလဲကိုင်းကြီးတစ်ခုလုံးဟာအီစာဂီကိုဗဟုပြုတ်ပြီးတော့လဲပတ်နေခဲ့ပြီသူ့ရဲ့တင်းသားတွေကအီစာဂီကိုဗဟုပြုတ်နေကြတဲ့အပြင်အီစာဂီအပေါ်မှာတစ်ဖက်အတင်းရဲ့ဒိဋ္ဌာမှုကလည်းအမြင့်ဆုံးရရှိနေခဲ့ပါတယ်ဒါပေမဲ့လေအဲ့ဒီအချက်ကိုအခွင့်ကောင်းယူပြီးတော့ခိုက်သားကလေအီစာကြီးရဲ့ကိုကိုခွေးဖို့စူးစမ်းနေခဲ့ပါတယ် ဘုဒ္ဓရဖို့အတွက်နက်စကိုတော့ဆွန့်ပစ်ပြီးတော့ရာချီကိုဘောလုံးပေးခဲ့သလိုတခြားကစားသမားတွေကိုလည်းဘောလုံးပေးနေခဲ့ပါတယ်အခုဆိုရင်ခိုင်စာအီစာကီရဲ့ပိုင်နက်ကိုကျူးကျော်ဖို့လုပ်နေပြီလက်ရှိဘီရင်ဖြစ်တဲ့အီစာကီရဲ့တုံ့ပြန်မှုကတော့ခိုင်စာကိုနှိမ့်ချဖို့အတွက်ပဲဖြစ်ပါတယ်အပြန်အလှန်အနေနဲ့အီစာကီကဒီနေရာမှာကိုယ်စစ်လက်မဲ့ဆိုရင်ခိုင်စာကလုံးဝပြည့်စည်သွားမှာဖြစ်ပြီးခိုင်စာကပဲညံလင်းပွေသွားမလားအီစာကီရဲ့ဘီရင်စနစ်ကပဲအုပ်ဆိုးသွားမလားဆိုတာစောင့်ကြည့်ရပါတော့မယ်အဲ့လိုနဲ့အီစာကီကခရိုနာကိုလူပေးလိုက်ပြီးသူ့ကိုသားဖို့အတွက်ထိုကီမီဆူကရှိနေခဲ့ပါတယ် တယောက်ချင်းရှင်တော့အဆင်ပြေနေသေးတယ်ဆိုပေမဲ့နာနာဆဲပါရောက်လာခဲ့တဲ့အတွက်ဘောလုံးကပေးလိုက်ရပါတယ်နာနာဆဲရဲ့ကျေးဇူးနဲ့ပေးကြည့်တင်ရတံပြန်တိုက်စစ်ဆင်ဖို့အခွင့်အရေးရရှိသွားခဲ့ပါပြီပြောတူချူတစီခိုင်စာအားလုံးရဲ့မျက်ွယ်အားနဲ့ရောက်ချလာခဲ့ပြီဘောလုံးကဖျက်လွတ်သွားခဲ့ပါတယ်အီစာကီကိုတိုက်ရိုက်ကြည့်ပြတ်မထားဘူးဆိုပေမဲ့လူပေးလမ်းကြောင်းပေါ်ကအာနေချက်တွေကိုပြတ်မထားနေခဲ့တာပါ ခိုင်သားရဲ့နောက်ထပ်ပြစ်မှတ်ကတော့ကပ္ပိအမေရိကပဲဖြစ်ပြီးတပတ်အတင်းသားတွေကိုကြော်ဖြတ်ဖို့အတွက်သူ့ကိုအတုံးချသွားခဲ့ပါတယ်ရှီတိုကတ်ထားခဲ့တဲ့အတွက်ကြောင့်ကပ္ပိအမေရိကလွတ်လွတ်လပ်လပ်ရှားလို့မရပဲမတက်တာလို့ပေးလိုက်ရတဲ့ဝန်တူကစားပုံပဲဖြစ်ပါတယ်ခိုင်သားအခြေအနေကိုတည်တည်ကြကြနားလည်ပြီးတခြားသူတွေရဲ့စိတ်ကိုချဲလနေပြီးတော့ကိုရဖို့အတွက်အတီးအားလုံးဆွလွနေကြတာပါနောက်ဆုံးတော့အီဆာကီကအဖြေကိုရှာတိတော့ခဲ့ပြီးခိုင်သာရဲ့အတ္တအီဆာကီမှာရှိတဲ့အတ္တနဲ့ဆင်တူနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခိုင်သာကိုတားဖို့ရင်းနဲ့ခါရာဆူရာရရှိလာခဲ့ပြီးခိုင်သာကိုဝိုင်းပြီးတော့ဖျက်ထုတ်သွားခဲ့ပါတယ် ဘောလုံးကဟီယိုရီစီကိုရရှိသွားခဲ့ပြီးတော့အီဇာကီကလည်းနေရာလွတ်ကိုရှာနေခဲ့ပါတယ်ခုနကလိုမျိုးစက်ညင်ဘက်ကိုပြေးသွားခဲ့ပြီးတော့ဘောလုံးကခရိုနာစီလှုပ်ပေးလိုက်ပါတယ်ခရိုနာကလည်းအီဇာကီစီကိုပြန်ပေးလိုက်ပြီးအကုန်လုံးကစီစဉ်ထားတဲ့အတိုင်းဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အီဇာကီရဲ့အနိုင်ပါပဲအီဇာကီရဲ့အကြံစီတွေကိုချားစ်ကအောင်မြင်စွာတားနိုင်လိုက်ပြီးဖျက်ထုတ်လိုက်လို့လွင်သွားခဲ့တဲ့ဘောလုံးကတော့နက်စီကိုချသွားခဲ့ပြီးလူပေးဖို့ပြင်ဆင်နေပါတယ်ခိုင်စာရဲ့ဘေးမှာနက်စ်ကရှင်းနေသေးပြီးတော့လေ့ကျင့်ရင်တော့လက်နဲ့အတည့်အတွက် ပြည့်ပြည့်စုံနဲ့ပေးဖို့မှုခိုင်စာကိုခိုးသွင်းတဲ့အခါလေကူစင်မဲ့ပေးဖို့မှုလက်နက်အစ်စ်ကိုပြည့်ပြည့်စုံစွာနဲ့ကန်နိုင်မဲ့ပေးဖို့မှုမျိုးပေးနိုင်တဲ့တယောက်တည်းတဲ့သူကတော့ next တယောက်တည်းပဲရှိပါတယ်ခိုင်စာလိုချင်ခဲ့တဲ့အတိုင်းကွက်တီရောက်ချလာခဲ့တယ်ဆိုပေမဲ့တပတ်အတင်းကစားသမားတွေကပိတ်နေခဲ့တဲ့အတွက်ကြောင့်အခွင့်အရေးမရှိသေးပါဘူးဒါပေမဲ့လည်းအားလုံးရဲ့မျက်ကွယ်မှာတယောက်ယောက်ကရှိနေသေးပါတယ်သူကတော့ခီယိုရာဂျင်မဲ့ဖြစ်ပါတယ်အီစာကီကခီယိုရာဘာလို့ရမယ်လို့မထင်တော့ဘူးဆိုပေမဲ့ဘလို့ပဲဖြစ်နေပါစေအခုချိန်မှာတိုက်ခိုက်ဖို့အတွက်အခွင့်အရေးကောင်းဖြစ်တာမလို့အီစာကီကနေရာလွတ်ရှာပြီး ီရိုရာကိုလူပေးဖို့အတွက်အတင်းကျပ်ခိုင်းစေပါတယ်။တစ်ဖက်မှာတုံညဘွားကိုရောက်နေတဲ့ခိုင်စားကလည်းပက်စကိုအီဆာဂီစီကနေလူယူဖို့စူးစမ်းနေခဲ့ပြီးသူ့ကိုတောက်ပါစီမဲ့မနစ်မြုပ်စရာခံစားချက်ရှိတဲ့နေရာကိုပြေးသွားနေခဲ့ပြီးအဲ့ဒီအချက်တာမရှိဘူးဆိုရင်ခိုင်စားစီမှာအသက်ရှင်ဖို့အကြောင်းပြချက်လည်းမရှိတော့ပါမလို့မနစ်မြုပ်စရာအလုံးကိုရင်ဆိုင်နေခဲ့ပါတယ်။အီဆာဂီရဲ့ထင်းကျုံမှုအောက်မှာရှိနေခဲ့တဲ့ကွင်းတစ်ခုလုံးကိုခိုင်စားအလို့ကြပြောင်းလဲနိုင်ဖို့အတွက်ဆိုရင်မနေ့မျိုးစရာလူအကြီးကိုကြော်ပြဖို့အတွက်လိုအပ်လိမ့်မယ်ဆိုပြီးတပတ်အတင်းရလူတွေရဲ့ဂျားအနေဖြတ်ပြေးသွားပါတယ် ဣစာကေကသူ့ရဲ့လွတ်လပ်မှုရှိတဲ့နေရာကိုဖျက်ပြေးသွားတဲ့အချိန်မှာခိုက်သားလည်းသူ့မနစ်မြုပ်စရာရှိတဲ့နေရာကိုဖောက်ထွင်းပြီးတော့ပြင်းနေခဲ့ပြီးဘီရင်တယောက်ထဲကတယောက်ကိုရွေးချယ်လိုက်ပါတယ်ခီယိုရာအရှိကိုကန်နေလိုက်တဲ့ဘောလုံးကခိုက်သားရဲ့ဘယ်ဘက်ကနေအရှိန်ပြင်းပြင်းနဲ့ဣစာကီစီကိုတွားနေခဲ့ပါတယ်ဒါပေမဲ့ဘောလုံးကဣစာကီစီကိုတွားနေခဲ့တယ်ဆိုပေမဲ့ခီယိုရာရွေးချယ်ခဲ့တာဣစာကီတော့မဟုတ်ပါဘူးအဲ့ဒီဣစာခိုက်သားကိုရွေးချယ်လိုက်ပြီးဖောက်ထွက်နိုင်ခဲ့တဲ့ခိုက်သားတယောက်ထဲလွတ်နေခဲ့ပါတယ်ဒါပေမဲ့ကိစ္စတွေကထင်သလောက်တော့မလွယ်ခဲ့ပဲခိုက်သားကိုတားဖို့ရင်းနဲ့ချားစ်ကရှိနေခဲ့ပါတယ် ဘောလုံးကလီချင်းခွေးမှာခိုင်စာလိုချင်ခဲ့တယ်လို့လုံးဝရက်တန်နေခဲ့ပြီးနောက်ဆုံးမှာတော့ကန်ဒီယာကခိုင်စာကိုအခွင့်အရေးပေးခဲ့ပါတယ်ပိတ်ဖို့အတွက်လူတွေရှိနေကြတယ်ဆိုပေမဲ့ခိုင်စာရဲ့လက်နက်အသစ်ခိုင်စာအင်းဘက်မက်ဂနက်ကနှစ်ယောက်လုံးရဲ့ဘေးကနေအထိတ်ကိုမဲစွာနဲ့အချိန်ပြင်းပြင်းလွတ်ထွက်သွားခဲ့ပြီးစွန်းနာကကြက်လို့အားလုံးကလွဲတော့မယ်လို့ထင်ထားခဲ့ပေမဲ့ဒီတစ်ခုကတော့မတူတော့ပါဘူးသူလိုချင်တဲ့အတိုင်းဘောလုံးကရက်တန်တော့ခဲ့ပြီးခိုင်စာဘောလုံးပေါ်မှာထားရှိခဲ့တဲ့လေကျဲအီအတွက်ကြောင့်လေးရောင်မှသူ့ဘက်မှာရှိလို့နေခဲ့ပါတယ်ဘောလုံးတစ်လုံးနဲ့ကိုအဖော်ပြပြီးစော့ခဲ့ရတဲ့ကောင်းလေးတယောက် နေတိုင်းရိုက်နှက်ခံနေရတယ်ကောင်းလေးတယောက်အဲ့လိုကောင်းလေးတယောက်ရဲ့အဖြစ်ချင်းဆုံးဆန္ဒကတော့ဒီလိုမျိုးနေရာနေထွက်သွားခြင်းနဲ့လွတ်လပ်ခြင်းနဲ့လူတယောက်လိုအဆက်ဆံခံခြင်းနဲ့အကယ်လို့သာဖြစ်နိုင်မယ်ဆိုရင်တော့ချစ်ချင်းမြတ်တာကိုခံစားခြင်းပါတယ်အောင်းစရာလေချင်းနဲ့ Magnus Impact ကပက်ကွန်နဲကိုအချိန်ပြင်းပြင်းနဲ့ဝင်ရောက်သွားခဲ့ပြီးအလုံးအော်တောင်းနေဖြစ်ပေါ်စီခဲ့ပါတယ်ဒါကတော့ချစ်ချင်းမြတ်တာကိုငတ်မို့နေခဲ့တဲ့ Super Jay ဘွတယောက်ရဲ့ Super Twin ကိုပဲဖြစ်ပါတယ်အစပိုင်းမှာရုန်းကန်နေခဲ့ရတယ်ဆိုပေမဲ့ကံကြက်တစ်ချက်တည်းနဲ့တကဘာလုံးဆွဲဆောင်နိုင်ခဲ့ပြီး ခိုင်စာသူ့ကိုယ်သူမြို့စတဲ့တီရဲ့အကောင်းဆုံးဆိုပြီးတော့တက်တဲ့ပြနိုင်ခဲ့ပါတယ်ဒါကတော့အရာအလုံးဆွလို့ခဲ့တဲ့ဘီရင်တပားရဲ့ဒုတက်ပြောင်းလဲမှုပဲဖြစ်ပါတယ်တပတ်မှာဟီယိုရီယာခီယိုရာကိုခိုင်စာကိုလူပေးခဲ့ရတဲ့အကြောင်းရင်းကိုမင်းနေခဲ့ပါတယ်ခီယိုရာတော့သူ့မှာအကြောင်းရင်းထွတ်ထွတ်တူးမရှိပဲနှစ်ယောက်စလုံးဘရို့ပဲပေးပေးကိုသိန်းနိုင်မှာဖြစ်ပြီးအီဆာကီကိုခိုင်စာအစားပေးလိုက်မယ်ဆိုရင်ပို့ပြီးတော့လွယ်ကူရဲဆိုပေမဲ့ခီယိုရာကပွဲထဲမှာရှုံးနေတဲ့သူနဲ့ပဲမဟာမိတ်ဖွဲ့လေးရှိပါတယ်ရှုံးနေတဲ့သူကခီယိုရာကြောင့်အနိုင်ရရှိသွားခဲ့မယ်ဆိုရင် အဲ့ဒီဆွမ်းအရှင်ကိုလူတို့လိုထိကျုံနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လို့ခီရာကပြောရတယ်။အဲ့ဒီချိန်မှာအီစာကီကခီရာကိုဒါဆိုရင်မင်းကခိုင်ဇာဘက်ကလားလို့မေးတဲ့အခါမှာခီရာကခိုင်ဇာကိုပေးလိုက်ရတဲ့အကြောင်းရင်းကသူ့ရဲ့စိတ်ဝင်စားမှုနဲ့ကန့်ညီသွားတဲ့အတွက်ကြောင့်လို့ပြောပြီးနောက်တစ်ချိန်ဆိုရင်တော့မပြောနိုင်ပါဘူး။နောက်ဆုံးအချိန်ထိသူ့ရဲ့ရွေးချယ်မှုကိုနဗျားရီကတော့တိမမဟုတ်ဘူးလို့ပြောရတယ်။ဒါကတော့ခီရာဂျင်ရဲ့ကစားပုံပဲဖြစ်ပြီးခိုင်ဇာကိုရနိုင်ဖို့အတွက် ခီရာအဓိကပဲဆိုတာတန်တရားမရှိပါဘူးဒါပေမဲ့လေအရာအလုံးဟာခိုင်သာပြောင်းလဲသွားတာနဲ့စတင်ခဲ့ပြီးအဓိကအချက်ကတော့အီစာကီကိုဆွဲလန်းနေခဲ့တဲ့သူ့ရဲ့ဆွဲလန်းမှုကိုစွန့်ပစ်ခဲ့ပြီးခိုင်စာနက်စ်အစာရိုက်ချီကိုဘောလုံးပေးခဲ့ပါတယ်အကောင်လုံးနဲ့အတူတူတွဲဆောင်းနိုင်တယ်ဆိုတဲ့အချက်ကိုတတ်တယ်ပြခဲ့ပြီးခူနီကာမီယိုလည်းသူ့ဘက်ပါအောင်လုံနိုင်ခဲ့တဲ့အပြင်ခီရာရဲ့နောက်ဆုံးပေးပို့မှုကိုလည်းလက်ခံရရှိခဲ့ပါတယ်မာနာတွေအားလုံးစွန့်ပစ်ခဲ့ပြီးတော့ယုတ်တိကျတဲ့ရလန့်နဲ့သူ့ရဲ့အကောင်ဆုံးလှုပ်ဆောင်မှုကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒီချက်တွေကြောင့်ခိုင်စာရဲ့အတ္တအီစာကီနဲ့အတူတူပဲဆိုတာသိတာစီခဲ့ပြီး အဲ့ဒီအချက်လောက်နဲ့ပဲခိုင်စာကိုတားဖို့မလွန်လောက်သေးပါဘူးခိုင်စာရဲ့စိတ်ကိုအီစာကီနားမလည်သေးတဲ့အချက်တွေလည်းရှိနေပါသေးတယ်အဲ့ဒီအတွက်ကြောင့်ခိုင်စာကိုအနိုင်ယူနိုင်ဖို့အတွက်ဆိုရင်ဒီထက်ပိုပြီးတော့တီးဖို့လိုသေးပါတယ်တပတ်မှနက်စ်ကခိုင်စာကိုဘောဆက်မှနေခဲ့ပြီးနောက်ဆုံးပေးဖို့မှုကိုသူမပေးနိုင်လိုက်ပေမဲ့ခိုင်စာအကောင်းဆုံးကန်သွင်းခဲ့ကြောင်းဘလောက်ထိအံ့ဩဖို့ကောင်းကြောင်းတွေကိုဆက်ပြီးတော့ချီးယူနေခဲ့ပါတယ်အဲ့ဒီအချိန်မှာခိုင်စာကနက်စ်ကိုသူ့ကြောင့်တံမာလာခဲ့တဲ့အတွက်အရာအလုံးကိုကျေးဇူးတင်လိုက်ပြီးအခုချိန်မှာတော့ Nets ကိုမလိုအပ်တော့ပါဘူးပို့ပြီးတော့တာမာလာဖို့အတွက် လွတ်လပ်မှုအစားမနှိမ်မြို့စရာအရာတွေကိုပဲစက်ပြီးရှာဖွေရတော့မှဖြစ်တဲ့အတွက်ကြောင့် Nets ကိုလည်းသူ့တော့ကိုဆမ်လိုက်နေတော့ဘင်းအစ်တစ်ကိုရှာဖွေလိုက်ဆိုပြီးပြောရတယ်။အဲ့ဒီအချိန်မှာအီဆာကြီးကခိုင်စာရဲ့တက်တောင်တက်တာမရှိမှုဆိုတဲ့စကားကိုအနေငယ်နားလိုက်သွားခဲ့ပြီးလွတ်လပ်မှုချုပ်ချယ်မှုဆိုတဲ့ပတ်ဝန်းကျင်ပေါ်မှာလူတွေရဲ့လုံနိုင်စွမ်းနေရာပြောင်းလဲနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပြီးလိုအပ်တာမလိုအပ်တာနဲ့မဆိုင်ပဲလွတ်လပ်တဲ့အတ္တဆိုတဲ့သူတို့ရဲ့အနိုင်ရနိုင်မဲ့ formula ကိုဖတ်သိနိုင်တဲ့နေရာမှာအသက်ရှင်နေတဲ့လူမျိုးနဲ့စည်းကမ်းချက်တွေချုပ်ချယ်မှုတွေအောက်ကလွတ်မြောက်ခြင်းနဲ့အတ္တဆိုပြီးတော့ နှမျိုးနှစထွက်ပေါ်လာခဲ့ပြီးအရာကိုထက်ခွဲလိုက်မယ်ဆိုရင်တော့တကိုယ်ရဲ့လွတ်လပ်မှုအများနဲ့လွတ်လပ်မှုတကိုယ်ရဲ့ချုပ်ချယ်မှုအများနဲ့ချုပ်ချယ်မှုဆိုပြီးတော့အတ္တကိုလေးမျိုးခွဲခြားလို့ရပါတယ်။အီစာကီရဲ့စွမ်းစစ်နိုင်စမ်းနေရာတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပြီးအတ္တသမားရင်းရဲ့အတ္တတွေကိုနားလည်ရင်ဒီတိုင်းသာဆိုရင်ခိုင်စာရဲ့အားနည်းချက်ကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲခိုင်စာအီစာကီစီကိုသူ့ရဲ့စိတ်အလုံးရှာဆုံးအခိုက်အတန့်အတွက်ပြန်လည်ရှင်းတန်းနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်ပြီး အရာအားလုံးနောက်ဆုံးကိုဘသူသွင်းမလဲဆိုတာအနိုင်ရှုံးနဲ့ဆုံးဖြတ်ကြမှာဖြစ်ပြီးတော့ဘသူကဘသူ့ကိုဝါမျိုးသွားမလဲစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဣစာကေးကလည်းစေကောင်မှုကိုလက်ခံလိုက်ပြီးခိုင်စာဟုတ်တာနင်းချနိုင်ခဲ့မဲ့ဆိုရင်သူ့ရဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့လမ်းစဉ်ကိုရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။အဝေးတစ်ဖက်မှာတော့တစုံတစ်ယောက်ကဘီရင်တစ်ပေါက်နင်းချနိုင်မှုအတွက်အရေးထဲကနေစောင့်ကြည့်နေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်ပိုင်းနေမှာပြန်နေကြတော့ပေါ့